အလုံးမပင်ပန်းလို့ emotional support အတွက်ဒီ snowlex အယုတ်ကိုဝယ်ထားတယ်အဲ့ဒါ tax deductible ဖြစ်လား လို့အားလုံးပဲမင်္ဂလာပါ။ဟုတ်ကဲ့ကျွန်မဒီနေ့ပြောမှာတော့ဒီလူတွေတော်တော်များများအမေးများတဲ့ tax deduction တွေအကြောင်းကိုပြောပြမှာဖြစ်ပါတယ်။ဘယ် deduction တွေက claim လို့ရတယ်၊ဘယ်ဟာ claim လို့မရဘူးလဲဆိုတော့အတူတူအနေနဲ့ပြောမှာဖြစ်ပါတယ်။ကျွန်မပထမဆုံးပြောချင်တာကတော့ car expenses တွေဖြစ်ပါတယ်။ car expenses တွေဆိုရင်အိမ်ကနေအလုပ်၊လုပ်ကနေအိမ်ဆိုတာ claim လို့မရဘူးပေါ့နော်။အကယ်၍အဲ့ အလုတ်ကနေပြီးတော့နောက်ထပ်အလုတ်တနေရသွားတော့အလုတ်ကနေ client visit တို့ conferences တို့ claim လို့ရတယ်။ဒါမှမဟုတ်ခုကားထဲမှာ heavy ဖြစ်တဲ့ဒီ tools တွေပေါ့ tool box တို့လေကားတို့ဘာတို့ပါတာဆိုလဲဒါ claim လို့ရပါတယ်။ဒီကားကီလိုမီတာတွေ claim လို့ရပါတယ်။ဟုတ်ကဲ့နောက်ထပ်ပြောမယ့် expenses လေးက travel expenses ပေါ့နော်။ဒီခရီးသွားတဲ့ expense ဆိုရင်ကိကိုကညအိမ်ညနေခရီးသွားတာတို့ဘာတို့ဆိုရင်ဒီခရီးနဲ့ပတ်သက်တဲ့ accommodation တို့ flight တို့ meals တို့ပြီးတော့ incidental expenses တို့ claim လို့ရပါတယ်။ ဟုတ်ကဲ့နောက်ထပ်တစ်ခုပြောမှာကတော့ uniform expenses လေးပေါ့နော် uniform expenses ဆိုရင်ကဲကိုက construction ထဲမှာလုပ်တာဆိုကို protective ဖြစ်တဲ့ clothing တွေပေါ့ဆိုလိုတာကဲ safety boots တို့ um safety hat တို့ပါတော့အဲ့ဒါမျိုးတွေ claim လို့ရတယ်ဒါမှမဟုတ်ကိုက office ထဲမှာလောက်တာဆိုရင် ကိုဝတ်တဲ့ uniform ကဒီအလုပ်ရဲ့ logo ပါတာဆို claim လို့ရတယ်ဒီအလုပ် uniform တွေကိုရှော်တဲ့အာ laundry bowl ဆိုပြီးလည်း claim လို့ရတယ် dry cleaning bowl ဆိုပြီးတော့လည်း claim လို့ရပါတယ်နောက်ပြောမယ့် deduction တွေကတော့ self education expenses ဆိုရယ်ပညာရေး expenses လေးဖြစ်ပါတယ်ကိုကကိ seminar သွားတာရော ဒီ conference တက်တာတို့ university မှာထပ်ပြီးတော့ tuition တက်တာတို့ဘာလို့ဆိုရင်ဒီ tuition fee ဆို cost fee ဆိုကိုပြန်ပြီးတော့ claim လို့ရပါတယ်။ဟုတ်ကဲ့ကျွန်မနောက်ပြောမယ့် deduction ကတော့လူတော်တော်များများ claim ဖြစ်တဲ့ deduction တွေပါ home office expenses ဖြစ်ပါတယ်။အဲ့ဒီမှာ printing and stationery ဆိုတဲ့ဒီစာအုပ်ဝယ်တာတို့ဘောပံဝယ်တာတို့ claim လို့ရတယ်။ပြီးတော့နောက်ထပ်ကဲရွေးကိုကရုံးကို laptop တဲဝါတာတို့ဘာလို့ဆိုရင်ဒါ laptop bag တို့ briefcase တို့အာ claim လို့ရတယ်။အိမ်မှာ home office ဆိုပြီးတော့တက်ထားထားတယ်ဆိုရင်အဲ့ဒီအတွက်ကိုသုံးတဲ့ ဒီဇပွဲတို့ခထိုင်ကုန်တို့ဒါတက်တက်ကလိန်းလို့ရတယ်အဲ့ဒီပြင်ကိုကိုယ်အကဲ၍ဒီ equipment ဖြစ်တဲ့ laptop တို့ printer တို့ monitor တို့ PC တို့ဘာတို့ဝယ်ရဲဆိုလဲအဲ့ဒီအတွက်ကိုဒါကလိန်းလို့ရပါတယ်300နဲ့အထက်ဆိုရင်တစ်နှစ်တည်းကလိန်းလို့မရပါဘူး300နဲ့အထက်ဆိုရင်ဒီ ATU ကချမှတ်တဲ့အတိုင်းပဲ useful life form မှာမူတည်ပြီးတော့နှစ်နှစ်ဖြစ်ဖြစ်3နှစ်ဖြစ်ဖြစ်ကိုခွဲပြီးကလိန်းရပါတယ်ပြီးတော့လာစင်လာစင်ပေးတဲ့ monthly internet bill တို့ telephone bill ကိုလည်းဒီ work percentage ပေါ်မှာမူတည်ပြီးတော့ claim လို့ရပါတယ်။ membership fee ဆိုတဲ့ subscription တို့ union fee တို့လည်း claim လို့ရတယ်။ gain ကျမဆိုရင် CA ဖြစ်တဲ့ကြောင့်လို့ CA membership fees ကို claim လို့ရတယ်။ဟုတ်ကဲ့ now deduction လေးကတော့ gifts and donations ဆို deduction လေးဖြစ်ပါတယ်။ဒီကိုလှူလိုက်တဲ့အလှူငွေကိုပြန်ပြီး claim တဲ့ဥစ္စာဖြစ်ပါတယ်။အဲ့လို claim မှုအတွက်ကအရေးကြီးဆုံးကကိုကဒီ ကိုလှူတဲ့အဖွဲ့အစည်းရာ deductible gift recipient ဆိုတဲ့ DGR status ကိုအရင်ဆုံးပိုင်နာမှာဖြစ်ပါတယ်။အဲ့လို status ကိုစစ်ဖို့အတွက်ကဒီ ABN lookup မှာ ABN ကိုရှာပြီးတော့ဒီ scroll down လုပ်မယ်ဆိုရင်အဲ့ဒီမှာ status details တွေရှိပါတယ်။အဲ့ဒီမှာ status က DGR ဆိုရင်တော့ကိုက claim လို့ရပါတယ်။ ဟုတ်ကဲ့ now deduction လေးတွေကတော့ဒီ income protection insurance တို့ personal super contributions တို့ပါလို့ဖြစ်ပါတယ်။နောက်ဆုံးပြီး deduction ကတော့ဒီ tax agent fees ပါ gate tax agent ရှိမှသွားပြီးတော့ဒီ tax return ကို lodge လုပ်ထားတဲ့ fee တွေပါတယ် claim လို့ရပါတယ်။ဟုတ်ကဲ့ကျွန်မအခုပြောသွားတာကတော့ deduction လေးတွေရဲ့ summary ဖြစ်ပါတယ်။ဒီ deduction လေးတွေကိုအသေးစိတ်ပို့ပြီးသိကျင်တယ်ဆိုရင်တော့ဒီ ATO website page မှာသွားပြီးတော့အာကြည့်ကြည့်လို့ရပါတယ်။အဲဒီမှာ details လေးတွေအများကြီးပို့ရှိပါတယ်။မေးခွန်းလေးရရှိလဲ comment section မှာခြံထားခဲ့လို့ရပါတယ်။ အဆုံးထိကြည်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်ခဏလေးခဏလေးခဏလေးကျွန်မပြောဖို့မိတ်သွားလို့အဲ့တော့ဒီ Snowlight ကြီးကို emotional support အတွက်ဆိုပြီးတော့ text deduction နဲ့ claim လို့မရပါဘူးเนาะ